မင်္ဂလာပါမိတ်ဆွေတို့ Global Pharma YouTube Channel မှာ ပြန်လည်ကြိုဆိုပါတယ်တောင်ကိုရီးယားလို့ပြောလိုက်ရင် မိတ်ဆွေတို့ဘာကိုအရင်သတိထားမိကြသလဲဗျ K-pop idol အမှုပညာရှင်တွေ Korea drama series ရဲ့လွှမ်းမိုးရိုက်ခတ်မှုတွေကတော့ပြောနေစရာ မလိုတော့ဘူးလို့တောင်ထင်ပါတယ်ဒါပေမဲ့လွတ်လပ်စွာ တွေးခေါ်ဖန်တီးခွင့်ဆိုတဲ့ဒီမိုကရေစီရဲ့အနှစ်သာရသာမရှိခဲ့ရင် K ပေါ့လိုင်လုံးကြီးကအခုလိုအောင်မြင်မှာ မဟုတ်တော့ပါဘူးဒီလာဆန်ဂျွန်လ3ရက်နေ့ကကျင်းပပြီးစီးခဲ့တဲ့တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲမှာဆိုရင် voters turn out မြန်မာလူပြောရရင်မဲပေးခွင့်အကျုံးဝင်သူတွေက မဲတကယ်လာထည့်တဲ့ရာနှုန်းက96တသမ38ရာခိုင်နှုန်းတော့ရှိခဲ့တာပါဒါဟာတကဘာလုံးဆိုင်ရာ ပြည်မြအချက်လက်တွေနဲ့ရှင်းကြည့်ရင် တော်တော်လေးများတဲ့ပမာဏဖြစ်ပြီးဒေါ်နယ်ထရန့်အနိုင်ရရှိခဲ့တဲ့2024ခုနှစ်အမေရိကန်သမ္မတရွေးကောက်ပွဲမှာမဲတကယ်လာထဲတဲ့ရာနှုန်းက65ရာခိုင်နှုန်းဆိုတာနဲ့ရှင်ကြည့်ရင်ကိုရီးယားပြည်သူတွေသူတို့ရဲ့ဒီမိုကရေစီရွေးကောက်ပွဲကိုစိတ်ဝင်စားမှုအပြည့်နဲ့ပါဝင်ခဲ့ကြတယ်ဆိုတာကိုသိသိသာသာမြင်တွေ့နိုင်ပါတယ်။ဒါပေမဲ့အခုဗီဒီယိုရဲ့ခေါင်းစည်းတိုင်းမှာပဲကိုရီးယားပြည်သူတွေဒီမိုကရေစီကို လွယ်လွယ်နဲ့ရခဲ့ရတော့မဟုတ်ပါဘူး K-pop နဲ့ Korea ရုပ်သံ series တွေလောက် လူပြောမများပေမဲ့အာနာရှင်စနစ်အောက်ကနေစူခင်းလန်းကိုဖျက်ဆီးခဲ့ရတဲ့စိတ်ဝင်စားစရာ Korea Democracy ခရီးချမ်းအကြောင်းကို အခုဗီဒီယိုထဲမှာတင်ဆက်သွားမှာပါနှစ်ပေါင်း900ကျော်တက်တန်းရှည်ကြခဲ့တဲ့ Korea Joseon Minsa ဟာ19ရာစုနှစ်အတွင်းမှာ တဖြည်းဖြည်းအင်အားချိနေလာပြီး1930ခုနှစ်အရောက်မှာတော့အရှေ့အာရှမှာအင်အားကြီးမားလာတဲ့ဂျပန်အင်ပါယာလက်အောက်ကိုလိုနီဘဝကျရောက်ခဲ့ရပါတယ်ဂျပန်ကိုလိုနီလက်အောက်မှာနှစ်30ကျော်ကြာပြီးတဲ့နောက်ဒုတိယကမ္ဘာစစ်အပြီး1945ခုနှစ်အရောက်မှာတော့လွတ်လပ်တဲ့ကိုရီးယားနိုင်ငံအဖြစ်ပေါ်ပေါက်လာဖို့လမ်းစာပေါ်လာခဲ့ပါတယ်ဒါပေမဲ့လည်းအချိန်ရလာတဲ့ အမေရိကန်ဆိုဗီယက်အားပြိုင်မှုတွေကြားစစ်အေးတိုက်ပွဲရဲ့တည်ရောက်လွှမ်းမိုးမှုကွန်မြူနစ်နဲ့ကွန်မြူနစ်မဟုတ်တဲ့ကိုရီးယားလွတ်မြောက်ရေးအင်အားစုတွေကြားဘလို့မှသဘောတူညီမှု မရယူနိုင်ခဲ့တဲ့ အခြေအနေတွေကြောင့်လူမျိုးတစ်မျိုးတည်းပင်မဲ့ကွန်မြူနစ်မြောက်ကိုရီးယားနဲ့အနောက်ရင်းတောင်ကိုရီးယားဆိုပြီးကိုရီးယားနှစ်နိုင်ငံပေါ်ထွက်လာခဲ့ရတာပါတောင်ကိုရီးယားကိုတော့1948ခုနှစ်ဩဂတ်စ်လ15ရက်နေ့မှာ ကိုရီးယားသမ္မတနိုင်ငံ Republic of Korea လို့တရားဝင်အမည်နာမနဲ့အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ်စတင် တည်ထောင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းနိုင်ငံတည်ထောင်ပြီးနှစ်နှစ်အကြာမှာပဲ1950ခုနှစ်မှာတော့မြောက်ကိုရီးယားရဲ့ကျူးကျော်တိုက်ခိုက်မှုကြောင့်ကိုရီးယားစစ်ပွဲကြီးဖြစ်ပွားခဲ့ရပြန်ပါတယ်။မြောက်ကိုရီးယားဘက်ကနေတရုတ်တပ်တွေကဝင်ရောက်တိုက်ခိုက်ပေးခဲ့ပြီးဆိုဗီယက်ရုရှားက စစ်လက်နက်အကူအညီတွေပေးခဲ့သလို တောင်ကိုရီးယားဘက်ကတော့အမေရိကန်ဥဆောင်တဲ့အနောက်အုပ်စုဝင် နိုင်ငံတွေက ကုလသမဂ္ဂဥဆောင်မှုခေါင်းစဉ်အောက်ကနေဝင်ရောက်တိုက်ခိုက်ပေးခဲ့ကြတာပါအဆုံးသတ်မှာ အနိုင်ရှုံးအဖြစ်မပေါ်ခဲ့ပဲ၃နှစ်တာကြာမြင့်ခဲ့တဲ့ကိုရီးယားစစ်ပွဲတန်းကြောင့်ကိုရီးယားကျွန်းဆွယ်တစ်ခုလုံးပျက်စီးဆုံးရှုံးမှု အလွန်ကြီးမားခဲ့ပြီးလူဦးရေ၃သန်းကျော်အထိ အသက်ဆုံးရှုံးခဲ့ရပါတယ် 1948ခုနှစ်လွတ်လပ်ရေးရပြီးချိန်ကနေလက်ရှိအချိန်ထိ တောင်ကိုရီးယားနိုင်ငံရေးကိုနိုင်ငံရေးခေတ်အပိုင်းအခြား6ခေတ်ခွဲပြီးပြောလို့ရှိပါတယ်။အင်္ဂလိပ်လိုဆိုရင်တော့ First Republic ကနေ Second, Third, Fourth, Fifth အခုလက်ရှိကတော့ Sixth Republic ပေါ့ဗျာ။ပထမသမ္မတနိုင်ငံခေတ် First Republic ကတော့1948ခုနှစ်ကနေ 1960ပြည်နှစ်အထိ12နှစ်တာကြာမြင့်ခဲ့ပါတယ်။အဲကာလမှာတောင်ကိုရီးယားကိုအုပ်ချုပ်ခဲ့တာကတော့သမ္မတစစ်မှန်ရေးပါ။ဖွဲ့စည်းပုံဥပဒေအရပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးတယ်လို့ပြောနိုင်ပေမဲ့စစ်မှန်ရေးအစိုးရကအတိုက်ခံအင်အားစုတွေကိုကွန်မြူနစ်ဆန့်ကျင်ရေးအကြောင်းပြပြီးပြင်းပြင်းထန်ထန် ဖိနှိပ်ခဲ့တယ်လို့အကျင့်ပြတ်ချစားမှုတွေကြောင့်လည်းတော်တော်နယ်မြေပြတ်ခဲ့ပါတယ်။ ကိုရီးယားစစ်ပွဲရဲ့စစ်ပေးတန်ရာတန်ချက်တွေကြောင့်တိုင်းပြည်ရဲ့စီးပွားရေးကလည်းဆိုးဆိုးရွားရွားပါပဲ။တောင်ကိုရီးယားပြည်သူအများစုကဆင်းရဲတွင်မှ နေခဲ့ရသလိုဒီမိုကရေစီရဲ့အနှစ်သာရကို မခံစားခဲ့ရပါဘူး။စစ်မှန်ကြီးကိုယ်တိုင်ကဂျပန်နယ်ချဲစန့်ချင်ရေးကိုရီးယားလွတ်လပ်ရေးကြိုးပမ်းမှုထိတ်တန်းခေါင်းဆောင်တဦးဖြစ်ခဲ့ပေမဲ့သူတမရလောက်ခဲ့စဉ်ကာလအတွင်းလွဲမှားတဲ့ဆောင်ရွက်ချက်တွေကြောင့် နာမည်ပြတ်ခဲ့ရတာပါ1960ခုနှစ်မတ်လမှာကျင်းပခဲ့တဲ့တမရရွေးကောက်ပွဲမှာတော့အာနာယပါတီရဲ့ပေါ်ပေါ်တင်တင်မဲမတမာမှုလုပ်ရက်တွေကြောင့်ဧပြီ16တော်လန်ရေးလို့အမည်တွင်ခဲ့တဲ့ဖြီလုံးချွတ်လူမှုစာနာပြပွဲကြီးတွေပေါ်ပေါက်လာခဲ့ပြီးနောက်ဆုံးမှာတော့တမရစစ်မှန်ကြီးလဲရှာဒူးကနေနှုတ်ဖက်ပြီးပြပကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပါတော့တယ် 1960ခုနှစ်ကနေ1963ခုနှစ်အထိ၃နှစ်သာကြာမြင့်ခဲ့တဲ့ဒုတိယသမ္မတနိုင်ငံခေတ် Second Republic အတွင်းမှာတော့အတိုက်အခံ Democratic Party ကအာဏာရလာခဲ့ပြီးသမ္မတအုပ်ချုပ်ရေးစနစ်ကနေ ဝင်ကြီးချုပ်ကလုတ်ပိုင်ခွင့်ပိုရှိတဲ့ပါလီမန်အုပ်ချုပ်ရေးစနစ်ကိုကြောင်းလဲခဲ့တယ်လို့ပြည်သူလူထုအနေနဲ့လည်းဒီမိုကရေစီအခွင့်အရေးတွေပုံမိုရရှိလာခဲ့ပါတယ် တစ်ဖက်မှာလည်းရရှိလာတဲ့ဒီမိုကရေစီအခွင့်အရေးတွေကို အလွဲသုံးလာတဲ့နိုင်ငံရေးအစုအဖွဲ့တွေရှိလာပြီးလက်ဝဲရင်းတမကပေါင်းစုံမှုလိုပေါ်ပေါက်လာခဲ့တာတစ်နှစ်အတွင်းမှာကိုဆန္ဒပြလှုပ်ရှားမှုအကျဉ်း2000ကျော်ရှိခဲ့တာပါစီးပွားရေးအခြေအနေကလည်းတိုးတက်မှုမရှိခဲ့ပြန်ပါဘူးနိုင်ငံရေးအခြေအနေကတည်ငြိမ်မှုမရှိပေမဲ့တောင်ကိုရီးယားစစ်တပ်ကတော့မြောက်ကိုရီးယားရဲ့ စစ်ရေးချင်းချမှုအန်တရာကြောင့်စစ်ရေးအသင့်အနေထားနဲ့စစ်တပ်အင်အားကို တိုးချက်ဖွဲ့စည်းလာခဲ့ပြီးစစ်တီအရေးအတွက်6သိန်းကျော်ရှိတဲ့အထိအင်အားကြီးမားလာခဲ့ပါတယ်။နောက်ဆုံးမှာတော့တောင်ကိုရီးယားစစ်တပ်အတွင်းကနိုင်ငံရေးရီမှန်ချက် ကြီးမားသူဘိုချုပ်အချချန်ဟီဦးဆောင်တဲ့အစုအဖွဲ့က1962ခုနှစ်မေလ16ရက်နေ့မှာစစ်အာဏာသိမ်းမှု ပြုလုပ်ခဲ့ပြီးတောင်ကိုရီးယားနိုင်ငံလဲစစ်အုပ်ချုပ်ရေးအောက်ကြာရောက်သွားပါတော့တယ်။ဘိုချုပ်ပတ်ချန်ဟီဦးဆောင်တဲ့အာနာသိန်းစစ်ဆိုရာကကွန်မြူနစ်စန့်ကျင်တိုက်ဖြတ်ရေးအမေရိကန်ပြည်အောင်စုနဲ့ဆက်ဆံရေးတိုးတက်ခိုင်မာရေးအချင်းပြတ်ချစားမှုတိုက်ဖြတ်ရေးစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့နှစ်နှစ်အတွင်းအရက်သားဒီမိုကရေစီဆိုရာတို့ အာနာပြန်လွှဲပြောင်းပေးနိုင်ရေးဆိုတဲ့ ွေးကြော်သံတွေအောက်တင်းကျပ်တဲ့စစ်အုပ်ချုပ်ရေးကိုအကောင့်ထဲပေါ်ခဲ့ပါတယ်။နောက်တစ်ချိန်နာမည်ဆိုးနဲ့ကြော်ကြားလာမဲ့ကိုရီးယားဗဟိုထောက်လှမ်းရေးအေဂျင်စီ Korea Central Intelligence Agency အတူကောက် KCIA ကိုဖွဲ့စည်းတည်ထောင်ခဲ့ပြီးအတိုက်အခံနိုင်ငံရေးအင်အားစုတွေကိုစတင်ဖိနှိပ်လာခဲ့တာပါအစောပိုင်းမှာတော့ပတ်ချံဟီးနဲ့ထိတ်တန်းစစ်အရာရှိယူတွေက 1963ခုနှစ်မှာကျင်းပမဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မှာမဟုတ်ဘူးလို့ပြောခဲ့ပေမဲ့နောက်ပိုင်းမှာတော့ Democratic Republican ဆိုတဲ့စစ်တပ်ကြောထောက်နောက်ခံ နိုင်ငံရေးပါတီတစ်ခုကိုတည်ထောင်ခဲ့ပြီးရွေးကောက်ပွဲ ဝင်ခဲ့ကြပါတယ်1963ခုနှစ်တမရရွေးကောက်ပွဲမှာတော့ပတ်ချန်ဟီကအတိုက်အခံအယက်သားနိုင်ငံရေးပြိုင်ဘက်ကိုပုတ်ကာတီကာနဲ့အနိုင်ရရှိခဲ့ပြီးတောင်ကိုရီးယားရဲ့ တတိယမြောက်သမ္မတဖြစ်လာခြင်းနဲ့အတူတတိယသမ္မတနိုင်ငံခေတ်သက် Republic အစပြုခဲ့ပါတယ်တတိယသမ္မတနိုင်ငံခေတ်သက် Republic ကတော့1963ကနေ1982အထိ6နှစ်တာကြာမြင့်ခဲ့ပါတယ်စီးပွားရေးမျက်နှာစာမှာတော့ပတ်ချန်ဟီရဲ့ပို့ကုံတိုးမြင့်ရေးမူဝါဒကအလုတ်ဖြစ်ခဲ့ပြီးတောင်ကိုရီးယားရဲ့စီးပွားရေးကအရှိန်အဟုန်နဲ့တိုးတက်လာခဲ့တာပါ အစိုးရနဲ့နီနီကကပူးပေါင်းဆောင်ရွက်တဲ့ Samsung, Daewoo နဲ့ Hyundai တို့လို လုပ်ငန်းဆောင် corporation ကြီးရဲ့အောင်မြင်မှုကလည်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေခဲ့တာပါ American ပြည်အောင်စုနဲ့မဟာမိတ်ဆက်ဆံရေးကိုလည်းအခိုင်အမာတည်ဆောက်နိုင်ခဲ့ပြီးငွေချေးနဲ့ဤပညာအကူအညီတွေရရှိခဲ့တယ်လို့ BNN စစ်ပွဲမှာတော့တောင်ကိုရီးယားစစ်သား၃သိန်းကျော် American နဲ့ တောင်ပယန်နံဘက်ကဝင်ရောက်ကူညီတိုက်ခိုက်ပေးခဲ့ပါသေးတယ်။နိုင်ငံရေးမျက်နှာစာကိုကြည့်ရင်တော့1969နဲ့1981တမရရွေးကောက်ပွဲတွေမှာလည်းပတ်ချံဟီးကပဲဇက်တိုက်အနိုင်ရရှိခဲ့တာပါ။လွတ်တော်ရွေးကောက်ပွဲတွေကိုလည်းပုံမှန်ကျင်းပနိုင်တာမို့ပါမန်ကြည့်ရင်တော့ဒီမိုကရေစီစနစ်အသက်ဝင်နေတယ်လို့ပဲထင်ရပါတယ်။ဒါပေမဲ့စစ်တပ်ကြောထောင်နောက်ကပတ်ချံဟီးရဲ့အာနာယအစိုးရက KCIA ထောက်လန်းရေးကိုအသုံးချပြီးအတိုက်ခံအင်အားစုတွေသတင်းမီဒီယာတွေကိုတော့ပုံစံမျိုးမျိုးနဲ့ကန့်သက်ထိန်ချုပ်မှုတွေကိုပုံမပြုတ်လောက်လာခဲ့ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေအရသမရသက်တမ်းနှစ်ကြိမ်ထက်ပိုထမ်းဆောင်ဝယ်မရှိရမို့အာဏာကိုလက်မလွတ်ခြင်းနဲ့ပတ်ချံဟီဟာဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မှု調査လာခဲ့ပါတယ်။ဒါပေမဲ့1987 နှစ်ကုံပိုင်းမှာကျင်းပတဲ့လွတ်တော်ရွေးကောက်ပွဲမှာအတိုက်အခံအင်အားစုတွေကအနိုင်ရရှိသွားပြီးသူလိုချင်တဲ့အနေအထားမဖြစ်နိုင်တော့တဲ့အခြေအနေမှာတော့ပတ်ချံကြီးဟာနိုင်ငံတော်အရေးပေါ်အခြေအနေကြီးညာခဲ့ပြီးသူစိတ်ကြိုက် ဖွဲ့စည်းပုံဥပဒေအစ်စ်ကိုအတည်ပြုနိုင်ဖို့ကြိုးစားလာခဲ့ပါတယ်။နောက်ဆုံး1992ခုနှစ်အောက်တိုဘာလမှာတော့စစ်အုပ်ချုပ်ရေးကြီးညာခဲ့ပြီးလွတ်တော်ကိုဖျက်သိမ်းလိုက်ခြင်းနဲ့အတူ တတိယသမ္မတနိုင်ငံခေတ်ကာလတက်ရပက်ပလစ်လည်းအဆုံးသတ်သွားပါတော့တယ်1992ခုနှစ်နိုဝင်ဘာလ22ရက်နေ့မှာအတည်ပြုခဲ့တဲ့ယူရှင်းဖွဲ့စည်းပုံအခြေခံဥပဒေတည်နေတူစတုထသမ္မတနိုင်ငံခေတ် Fourth Republic ကို ရောက်လာပြန်ပါတယ်ဒီဖွဲ့စည်းပုံအခြေခံဥပဒေတည်မှာတော့သမ္မတရဲ့လုတ်ပိုင်ခွင့်အာဏာက အတိုင်းအဆမရှိကြီးမားလာပြီး အုပ်ချုပ်ရေးပိုင်းသာမက တရားစီရင်ရေးပိုင်းနဲ့ဥပဒေပြုလွှတ်တော်ပိုင်းကိုပါလွှမ်းမိုးချုပ်ကန်နိုင်ခဲ့ပါတယ်။ဒါရိုက်သမရရွေးကောက်ပွဲတွေလည်းမရှိတော့သလိုလွှတ်တော်ကိုယ်စားလှယ်သုံးပုံတစ်ပုံနှီးပါကို သမရကခန့်အပ်တာဖြစ်လို့ပတ်ချံဟီအနေနဲ့သူသာဆန္ဒရှိရင်ရာသပံသမရလုပ်လို့ရတဲ့အခြေအနေပါ။ပတ်ချံဟီကိုယ်တိုင်ကအနောက်တိုင်း liberal democracy ကကိုရီးယားနဲ့မကိုက်ညီဘူး။ကိုရီးယားစတိုင်ဒီမိုကရေစီပဲ။ ကျင့်သုံးရမယ်လို့ပြောခဲ့တဲ့အထီးပါပဲ။ကွန်မြူနစ်စန့်ကျင်ရေးခေါင်းစဉ်အောက်မှာ အတိုက်အခံနိုင်ငံရေးအင်အားစုတွေသတင်းမီဒီယာတွေကို ဖိနှိပ်မှုကလည်းပိုပိုဆိုးလာပါတယ်။နောက်တစ်ချိန်သမရဖြစ်လာမယ်နယ်မေကျော်အတိုက်အခံဒီမိုကရေစီခေါင်းဆောင် ကင်ဒေးဂျုံဆိုရင်ပြပကိုထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ KCIA ထောက်လန်းယူတွေကသူတိမ်းရှောင်တဲ့ဂျပန်အထိကိုလိုက်ပြီးပြန်ပေးဆွဲဖို့စူးစမ်းခဲ့တဲ့အထိပါပဲ။ အာနာရှင်ဆန္ဒတဲ့ပတ်ချံကြီးအပေါ်လူမှုထောက်ခံမှုကလည်းကျဆင်းလာပါတယ်1988ခုနှစ်မှာတော့ဖိနှိပ်မှုတွေဂျားတဲ့ကကို အတိုက်ခံအင်အားစုတွေကလွတ်တော်ရွေးကောက်ပွဲတွေမှာအနိုင်ရရှိခဲ့ပါတယ်ဒါပေမဲ့တမရတရိုက်ခံထားတဲ့ကိုယ်စလဲအင်အားကြောင့်ပတ်ချံကြီးကပဲတမရအဖြစ်တွယ်ဝိုက်ရွေးချယ်စနစ်ကနေထပ်မံရွေးချယ်ခံခဲ့ရတာပါ လူမှုမချေနှံ့မှုကပိုဆိုးရွားလာပြီး 1996ခုနှစ်အတွင်းမှာ နိုင်ငံတော်ဝန်ចောင်းသားဒုနဲ့လူထုဆန္ဒပြပွဲတွေအရှိန်အဟုန်နဲ့ဖြစ်ပေါ်လာပါတယ်။ဘတ်အစိုးရကလည်းအလျှော့မပေးဘဲတင်းတင်းမာမာပြန်တုံ့ပြန်ခဲ့ပြီးအတိုက်ခံကောင်းဆောင်ကင်ယုံဆန်းကိုလွတ်တော်ရဲကနေဆွဲထုတ်ခဲ့တဲ့အထိပါပဲ။ဒီလို နိုင်ငံရေးတင်းမာနေတဲ့အချိန်1996ခုနှစ်အောက်တိုဘာလ26ရက်နေ့မှာတမရပတ်ချံပြီးကို သူ့လူယုံတစ်ဖြစ်လဲ KCIA ထောက်လန်းရေးအကြီးအကဲကင်ဂျေဂျူကလုံချံတက်ဖြတ်လိုက်တဲ့အခါမှာတော့ဘက်ချန်ဟီရဲ့၁၈နှစ်ကြာအုပ်ချုပ်မှုလည်းအဆုံးသတ်သွားပါတော့တယ်။နမေကျော်မင်းသားလီပြဟောအဓိကသရုပ်ဆောင်အနေနဲ့ပါဝင်ခဲ့ပြီး၂020ခုနှစ်ကထွက်ရှိခဲ့တဲ့ The Man Standing Next Korea ရုပ်ရှင်ကအဲ့လုံချံမှုဖြစ်စဉ်ကိုဇက်အိမ်တီရိုက်ကူးထားတာပါ။ ပတ်ချံဟီရဲ့18နှစ်တာအုပ်ချုပ်မှုအဆုံးသတ်သွားချိန်မှာတော့ဒီမိုကရေစီရောင်နီပြန်တန်းလာပြီလို့မျှော်လင့်ခဲ့ကြပေမဲ့အဲ့မျှော်လင့်ချက်ဟာလပိုင်းတွင်းမှာပဲပျောက်ွယ်သွားရပြန်ပါတယ်။နိုင်ငံရေးရည်မှန်းချက်ကြီးမားတဲ့စစ်ဖက်လုံခြုံရေးအကြီးအကဲဘိုလ်ချုပ်ချန်တူးဝမ်ကပတ်ချံဟီအလွန်အာနာလီဟာနယ်ကိုအကွက်မြင်မြင်အသုံးချခဲ့ပြီးသူ့ရဲ့တစ္ဆာကန်တပ်ဖွဲ့တွေနဲ့1996ခုနှစ် ဒီဇင်ဘာလ12ရက်နေ့မှာစစ်အာဏာသိမ်းမှုကိုလျှက်တပြက်အကောင့်ထဲပေါ်နိုင်ခဲ့ပါတယ်။အငိုင်းမိသွားတဲ့ဂျီဒက်စစ်ဦးစီးချုပ်ကိုယ်တိုင်အဖမ်းခံလိုက်ရပြီးနောက်ဆုံးမှာတော့ယာယီတမရကိုယ်တိုင်ကစစ်အာဏာသိမ်းမှုကိုအလျှော့ပေးလက်ခံလိုက်ရပါတော့တယ်။2023ခုနှစ်ကထွက်ရှိပြီးအောင်မြင်လူကြိုက်များတဲ့ကိုရီးယားရုပ်ရှင်12.12 The Day ကဒီအာဏာသိမ်းမှုကိုအဓိကစာရင်းထည့်ထားတာပါ။ နိုင်ငံတဝန်းစစ်အာဏာသိမ်းမှုကိုစန့်ကျင်တဲ့လူမှုလှုပ်ရှားမှုဆန္ဒပြပွဲတွေလည်းပေါ်ပေါက်လာခဲ့ပြီးချန်တူးဝံကလည်းစစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ပြီးပြင်းပြင်းထန်ထန်နှိမ်နင်းခဲ့တာပါ1980ခုနှစ်မေလအတွင်းဖြစ်ပွားခဲ့တဲ့ဂွမ်ဂျူးအရေးခင်းကတော့ကိုရီးယားဒီမိုကရေစီသမိုင်းမှာဝမ်းနည်းပွဲရာအထင်ကရမှတ်တိုင်တစ်ခုပါစစ်အုပ်ချုပ်ရေးကိုစန့်ကျင်ဆန္ဒပြနေတဲ့ဂွမ်ဂျူးမျိုးကចောင်းသားပြည်သူများကို စစ်တပ်ကအင်အားသုံးနှိမ်နှင်းမှုကြောင့်လူပေါင်း200ကျော်အသက်ဆုံးရှုံးခဲ့ရပြီး800ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။နေမကျော်မင်းသားကြီးဆောင်ကန့်ဟိုအဓိကပါဝင်ပြုဆောင်ထားတဲ့2018ခုနှစ်ကထွက်ရှိခဲ့တဲ့ A taxi driver ကိုရီးယားရုပ်ရှင်ကကွမ်ဂျူအရေးခင်းကိုအဓိကစိုက်ရင်တည်ထားတာပါ။နိုင်ငံတော်ကစန့်ကျင်ဆန္ဒပြမှုတွေကိုပြင်းပြင်းထန်ထန်နှိမ်နှင်းပြီးအခြေအနေတည်ငြိမ်သွားတဲ့အခါ 1982ခုနှစ်မတ်လမှာတော့စစ်ဘိုလ်ချုပ်ချန်ဒူဝမ်ကနေတမရာကြီးချန်ဒူဝမ်ဖြစ်လာပြီးတင်စမတမရာနိုင်ငံခေတ် Fit Republic ကာလကို ရောက်ရှိလာခဲ့ပြန်ပါတယ်။တင်စမတမရာနိုင်ငံခေတ် Fit Republic ကလည်းသူ့အရင်စတုဒ္ဒတမရာနိုင်ငံခေတ် Fort Republic နဲ့ထူးမခြားတာပါပဲ။ theory ရကတော့ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးတယ်လို့ပြောနိုင်ပေမဲ့အရေးပါတဲ့အစိုးရနေရာအားလုံးကိုချန်ဒူဝမ်ရဲ့တစ္ဆာကံစစ်အရာရှိဟောင်းကြီးတွေကပဲချုပ်ကင်ထားတာပါတစ်ချိန်တည်းမှာပဲအတိုက်ခံအင်အားစုတွေလွတ်လပ်တဲ့သတင်းမီဒီယာတွေကိုကွန်မြူနစ်ဆန့်ကျင်ရေးနဲ့နိုင်ငံတော်လုံခြုံရေးကောင်စီအောက်ကနေအပြင်းထန်ဖိနှိပ်ခဲ့ပါတယ်ဒီလိုဖိနှိပ်မှုတွေကြားရတဲ့ကောတက္ကသိုလ်ကျောင်းသားတွေရဲ့အာနာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကတော့ စတိုက်ဖြစ်ပေါ်နေခဲ့တာပါ အသွင်ပြောင်းစစ်ဘုချုပ်တွေရဲ့ဒီမိုကရေစီအမိခံအာဏာရှင်ဆန်ဆန်ပုတ်ချုပ်ရေးပုံစံအောက်မှာ25နှစ်ကျော်ဇက်တိုက်နေလာရတာကိုလည်းပြည်သူအများစုက စိတ်ပြတ်လာခဲ့ကြပါတယ်ဒီလိုနဲ့1989ခုနှစ်အရောက်မှာတော့ကိုရီးယားဒီမိုကရေစီလှုပ်ရှားမှုရဲ့သမိုင်းဝင် အချိုးအကွေ့ကြီးတစ်ခု ဖြစ်ပေါ်လာပါတော့တယ်1989ခုနှစ်ဇန်နဝါရီလ 14ရက်နေ့မှာကိုရီးယားနိုင်ငံရဲ့ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ဆိုအမျိုးသားတက္ကသိုလ်ကအသက်22နှစ်အရွယ်တက္ကသိုလ်ကျောင်းသားပတ်ချောင်းချောဟာစစ်ကြောရေးအတွင်းနှိပ်စက်မေးမြန်းခံရတဲ့တန်ကြောင်အသက်ဆုံးရှုံးခဲ့ရပါတယ်။သေဆုံးခဲ့ရတဲ့အကြောင်းရင်းကိုအစောပိုင်းမှာအစိုးရက ဖုံးကွယ်ထားခဲ့ပြီးတရားမျှတမှုဖော်ဆောင်ရေးကက်သလစ်ဘုန်းတော်ကြီးများ အသင်းကပတ်ချောင်းချောသေဆုံးရတဲ့အကြောင်းရင်းအမှန်ကို မေလ18ရက်နေ့မှာ လူသိရှင်ကြားဖွင့်ချလိုက်တဲ့အခါမှာတော့ခြံဒူးဝံအစိုးရအပေါ်ပြည်သူတွေရဲ့မချေနှံ့မှုတွေကပိုဆိုးလာပါတော့တယ်။ပြည်သူအများစုလိုလားနေတဲ့ဒိုင်းရိုက်သမရရွေးကောက်ပွဲစနစ်ကိုပြောင်းလဲမှာမဟုတ်ဘဲတွယ်ဝိုက်သမရရွေးချယ်စနစ်ကိုပဲဆက်လက်ကျင့်သုံးမယ်လို့ဧပြီလထဲမှာခြံဒူးဝံပြောခဲ့တဲ့ကမချေမနှက်ဖြစ်နေတဲ့လူလူရဲ့ဒေါသကိုပတ်ချောင်ချောရဲ့တည်ဆုံမှုကိစ္စက မိစာမြင့်ပေးလိုက်လို့ပါပဲအတိုက်အခံဒီမိုကရေစီအင်အားစုပေါင်းစုံကဒီမိုကရက်တစ်အခြေခံဥပဒေပေါ်ပေါက်ရေးဆိုင်ရာ အမျိုးသားညွန့်ပေါင်းအဖွဲ့ကိုစုစည်းခဲ့ကြပြီးဂျွန်လ10ရက်နေ့မှာတပီလုံးတိုင်းတာနဲ့ဆန္ဒပြပွဲကျင်းပဖို့စီစဉ်လာခဲ့တယ်လို့ချန်ဒူဝမ်အစိုးရကလည်းအဲဆန္ဒပြပွဲတွေကိုလှုပ်ဆောင်ဝင်ပေးမှာမဟုတ်ပဲအရေးယူဆောင်ရွက်သွားမယ်လို့တုံ့ပြန်ခဲ့ရာကြောင့်အခြေအနေတွေကပုံမတင်းလာခဲ့ပါတယ် တပီလုံးတိုင်းတာဂျွန်30ဆန္ဒပြပွဲကြီးအတွက်ကြိုတင်စုဝေးပြင်ဆင်နေကြတဲ့တက္ကသိုလ်ကျောင်းသားတွေကိုဂျွန်လ9ရက်နေ့မှာဖြိုခွင်းနှိမ်နှင်းမှုအတွင်းယွန်ဆာတက္ကသိုလ်ကျောင်းသားလီဟန်ယောခေါင်းကိုမျက်ရည်ရိုးဖုံးထိမှန်ပြီးအပြင်းထန်တန်ရာရရှိသွားခဲ့ပါတယ်။တတိမိမျောလူနီပါလီဟန်ယောကိုမျက်ရည်ရိုးဖုံးတွေကဆန္ဒပြကျောင်းသားတယောက်ကကူညီဆွဲထုတ်နေတဲ့တည်င်းတပ်ပုံဟာ တနိုင်ငံလုံးရဲ့အာနာရှင်စန့်ကျင်ရေးတင်ဂေတာဖြစ်သွားပါတော့တယ်။မြို့တော်ဆိုးမှသာမကတနိုင်ငံလုံးကမြို့ပေါင်းများစွာမှာဆန္ဒပြပွဲတွေအရှိန်အဟုန်နဲ့ဖြစ်ပေါ်လာပြီးဂျွန်လ18ရက်နေ့မှာတော့ဆန္ဒပြလူရေတတန်းခွဲကျော်အထိရှိခဲ့တာပါ။အရင်ဆန္ဒပြပွဲတွေမှာကျောင်းသားတွေကပဲအဓိက ပါဝင်ခဲ့ကြတာဖြစ်ပေမဲ့အခုအခါမှာတော့လူလူအလွှာပေါင်းစုံ အထူးသဖြင့် အရင်ကဆန္ဒပြပွဲတွေမှာပါဝင်မှုနည်းပါတဲ့ကော်လံဘျူရုံးဝန်တန်းတွေကပါအင်တိုက်အားတိုက် ပူးပေါင်းပါဝင်လာခဲ့ပါတယ်အစောပိုင်းမှာတော့ချန်ဒူဟန်ကဆန္ဒပြတောင်းဆိုမှုတွေကို လိုက်လျောဖို့အစီအစဉ်မရှိဘဲစစ်တပ်ရဲ့အင်အားကိုတုံးပြီးဆန္ဒပြမှုတွေကို အင်အားသုံးဖြိုခွဲဖို့စဉ်းစားခဲ့ပါသေးတယ်နောက်ဆုံးမှာတော့1989ခုနှစ်ဂျွန်လ29ရက်နေ့မှာ ချန်ဒူဝမ်ကိုယ်တိုင်ရွေးချယ်ထားတဲ့အာနာယပါတီသမရလောင်းရိုတေဝူကဒီမိုကရေစီအင်အားစုတွေတောင်းဆိုထားတဲ့ဒါရိုက်သမရရွေးကောက်ပွဲစနစ်ပြန်လည်ကျင့်သုံးရေးအပါအဝင်တခြားဒီမိုကရေစီနဲ့လူ့အခွင့်အရေးတောင်းဆိုချက်တွေကိုလက်ခံမယ်လို့ကြေညာခဲ့တာကြောင့်သမိုင်းဝင်ကိုရီးယားချွန်ဒီမိုကရေစီလှုပ်ရှားမှုကြီးဟာအောင်မြင်စွာအဆုံးသတ်နိုင်ခဲ့ပါတယ်။မျက်ရည်ယူပုံးကောင်းထိမှန်သားရဲ့တရားကနေ ပြန်လည်တက်တာလာခြင်းမရှိဘဲအသက်ဆုံးရှုံးခဲ့ရတဲ့တက္ကသိုလ်ကျောင်းသားလီဟန်ရောရဲ့ဇူလိုင်လ9ရက်နေ့မှာကျင်းပခဲ့တဲ့စာပနာကိုပြည်သူတန်းခွဲကျော်လိုက်လံပို့ဆောင်ခဲ့ပြီးတောင်ကိုရီးယားလူထုရဲ့ဒီမိုကရေစီလိုလားမှုကိုပတ်ကြောက်တင်နိုင်ခဲ့ပါတယ်2018ခုနှစ်မှာထွက်ရှိအောင်မြင်ခဲ့တဲ့1987 When the Day Comes ကိုရီးယားရုပ်ရှင်က1989ဂျွန်လ ဒီမိုကရေစီလှုပ်ရှားမှုကြောင့်ဇက်အိမ်တီရိုက်ကူးထားတာပါ1989ခုနှစ်အောက်တိုဘာလမှာတော့လူတို့ဆန္ဒခံယူပွဲကနေတခဲနဲ့ထောက်ခံမှုဖြင့်ယနေ့လက်ရှိအချိန်ထိကျင့်သုံးနေတဲ့ဒီမိုကရေစီစံနှုန်းမီ ဖွဲ့စည်းပုံအခြေခံဥပဒေကိုအတည်ပြုပေးနိုင်ခဲ့ပြီးခက်တဲ့ Korea Liberal Democracy ခရီးကို အောင်မြင်စွာ အစပြုနိုင်ခဲ့ပါတယ်။ 1988ခုနှစ်ကနေယနေ့လက်ရှိကာလကတော့စတ္ထမသမရနိုင်ငံခေတ်စစ် Republic ပါအခုအချိန်ထိတော့တောင်ကိုရီးယားနိုင်ငံရဲ့သမိုင်းမှာဒီမိုကရေစီအပြည့်အဝဆုံးနဲ့ကာလအရှိကြာဆုံးနိုင်ငံရေးခေတ်အပိုင်းခြားလို့ပြောလို့ရပါတယ်1989ခုနှစ်သမရရွေးကောက်ပွဲမှာနယ်မေကျော်အတိုက်ခံခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ကင်ဒီဂျုံနဲ့ကင်အောင်ဆန်းတို့ညှိနှိုင်းလို့မရပဲမဲကွဲခဲ့တာကြောင့် ခြံဒူးဝမ်ရဲ့လူရုံစစ်ပိုချုပ်ဟောင်းရိုတီဝူကအနိုင်ရရှိသွားခဲ့တာပါ။ဒါပဲပြောပြောဒီမိုကရေစီစံနှုန်းမီဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်ပဒင်းစာလွတ်လပ်ခွင့်လွတ်လပ်စွာပြောဆိုခွင့်နဲ့ပြည်သူတဦးချင်းစီရဲ့ဒီမိုကရေစီအခွင့်အရေးတွေကတော့တိတိသာသာတိုးတက်လာခဲ့ပါလေ1993ခုနှစ်မှာတော့နှစ်ပေါင်း30ကျော်အတွင်းပထမဆုံးအကြိမ်ဖြစ်အရက်သားနိုင်ငံရေးသမားကင်အောင်ဆန်းတမရအဖြစ်ရွေးချယ်ခြင်းခံခဲ့ရပါတယ် ူလက်ထက်မှာတော့အရှင်စစ်ဘိုလ်ချုပ်သမရဟောင်းများဖြစ်ကြတဲ့ချန်ဒူးဝမ်နဲ့ရိုတေဝူတို့ကိုသူတို့ကျူးလွန်ခဲ့တဲ့ ဖြစ်မှုတွေအတွက်တရားစွဲဆိုအရေးယူနိုင်ခဲ့တာပါ1969သမရရွေးကောက်ပွဲမှာတော့နေမေကျော်ဒီမိုကရေစီ တက်ချွတ်လှုပ်ရှားသူဝါရင့်အတိုက်အခံ နိုင်ငံရေးသမားကင်ဒေးဂျုံအနိုင်ရရှိခဲ့ပြီးတောင်ကိုရီးယားနိုင်ငံရေးသမိုင်းမှာ အာနာယပါတီနဲ့အတိုက်ခံပါတီအကြားပထမဆုံးအချိန်ဖြစ် အစဉ်ပြေချောမွေ့စွာ အာနာလွဲပြားမှုကိုလှုပ်ဆောင်နိုင်ခဲ့ပါတယ်။ကင်ဒေးဂျုံ သမရဖြစ်လာပြီးချိန်ကစပြီးတောင်ကိုရီးယားမှာဒီမိုကရေစီစနစ်ခိုင်မာစွာအမြင့်တွယ်ခဲ့ပြီလို့နိုင်ငံရေးပညာရှင်များကမှတ်ချက်ပြုခဲ့ကြတာပါ။တောင်ကိုရီးယား89ကနေစပြုလို့ယခုလက်ရှိအချိန်တိုင်အောင် သမရရွေးကောက်ပွဲလွှတ်တော်ရွေးကောက်ပွဲတွေပုံမှန်ကျင်းပနိုင်ခဲ့ကအာနာလွဲပြားမှုတွေကိုလည်းအစဉ်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ နောက်ဆုံးချင်းဖထားတဲ့သမရရွေးကောက်ပွဲကတော့အခုနှစ်ဂျွန်လ3ရက်နေ့ကပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲဖြစ်ပြီးအနိုင်ရရှိခဲ့တဲ့လီချေမြောင်းကတော့တောင်ကိုရီးယားရဲ့14ရောက်မြောက်သမရအဖြစ် တာဝန်ထမ်းဆောင်နေပြီဖြစ်ပါတယ်အခုအခါမှာတော့တောင်ကိုရီးယားနိုင်ငံမှာရွေးကောက်ခံပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာစင်ဆက်မပြတ်ကျင့်သုံးနိုင်ခဲ့တာ38နှစ်ကျော်ပါပြီ စစ်တပ်ဟာလည်းအရသားရွေးကောက်ခံအစိုးရရဲ့ဒိန်ချုံမှုအောက်မှာအသားကျနေပြီဖြစ်တယ်လို့အခုဆိုရင်အရသားစစ်စစ်တွေပဲတမရအဖြစ်ရွေးချယ်တင်မြောက်ချင်းခံရပြီးအုပ်ချုပ်လာခဲ့တာ35နှစ်နီးပါးရှိပါတော့မယ်1993ခုနှစ်မတိုင်ခင်ကနှစ်ပေါင်း30ကျော်စစ်ဘိုလ်ချုပ်နဲ့ဘိုလ်ချုပ်လူထွက်တွေပဲတောက်လျှောက်အုပ်ချုပ်ခဲ့တာဆိုတဲ့သမိုင်းကြောင်းနဲ့ရှင်ထိုးကြည့်ရင်တော့ပြည်သားထင်ရှားတဲ့ပြောင်းလဲတိုးတက်မှုကြီးပါ ဒါပေမဲ့သတိပြုစရာ အားနည်းချက်တွေလည်းရှိပါသေးတယ်။တမရာတိုင်းလူလိုတာဝန်သက်တမ်းပြီးဆုံးတိုင်းအာဂရီလိုက်စားမှု အာနာလွဲသုံးစားပြုလုပ်မှုစသည်ဖြင့်တရားစွဲဆိုခံရတာတချို့တမရာတွေဆိုအရေးယူခြင်းခံရတာတွေဟာဒီမိုကရေစီနိုင်ငံရေးအစဉ်လာကောင်းမဟုတ်တာတော့သိကြပါလေ။ဒါ့အပြင်ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလဆန်းကတမရာယွမ်ဆူယိုအုပ်ချုပ်ရေးအာဏာကို တလွဲအသုံးချကာ စစ်အုပ်ချုပ်ရေးကြီးညာပြီးနိုင်ငံရေးပြန်ပွဲတွေကိုဖိနှိပ်ဖို့ကြိုးစားခဲ့တာကတော့ခေတ်သစ်တောင်ကိုရီးယားဒီမိုကရေစီသမိုင်းမှာ အမဲဆက်ဆွန့်ထင်းခဲ့ရတာပါဒါပေမဲ့သမရရဲ့အာဏာရပါတီကလွတ်တော်အမတ်အများစုကပါစစ်အုပ်ချုပ်ရေးကိုလက်မခံပဲကျန်ဘက်ပါတီကအမတ်တွေနဲ့ပူးပေါင်းပြီးစစ်အုပ်ချုပ်ရေးအသက်မဝင်အောင်အချိန်မီတားဆီးနိုင်ခဲ့တာကိုကြည့်ရင်တော့မိမိပါတီအချိုးထက်ဒီမိုကရေစီမပေါက်ပြရေး ဦးစားပေးဆောင်ရွက်ခဲ့ကြတာကိုအားတက်ဖွယ်တွေ့မြင်နိုင်ပါတယ်။တောင်ကိုရီးယားပြည်သူတွေကလည်းအရေးကြုံလာရင်တော့သူတို့ရဲ့ဒီမိုကရေစီအခွင့်အရေးမဆုံးရှုံးရလေအောင် အင်တိုက်အားတိုက်ပါဝင်ခဲ့ကြတာပါ။မနစ်ကစစ်အုပ်ချုပ်ရေးကြီးညာမှုကိုပြက်ပြက်သားသားဆန့်ကျင်ကန့်ကွက်ခဲ့ကြသလို2016နှစ်ကုန်2019နှစ်စန်းလုံးကလည်းအဲ့အချိန်ကတမရပကွန်ဟေးရဲ့အာနာအလွဲသုံးကားမှုတွေကို လူပေါင်းနှစ်တန်းခွဲနီးပါးလမ်းပေါ်ထွက်ဆန့်ကျင်ဆန္ဒပြခဲ့ကြတာပါ အချုပ်အားဖြင့်ဆိုရရင်တော့အခုဗီဒီယိုရဲ့ဤတန်းမှာပြောခဲ့သလိုပါပဲလွတ်လပ်စွာ တွေးခေါ်ဖန်တီးခွင့်ဆိုတဲ့ဒီမိုကရေစီရဲ့အနှစ်သာရသာမရှိခဲ့ရင် ကိုရီးယားအမှုပညာ K-pop လိုင်းလုံးကြီးကအခုလိုအောင်မြင်မှာမဟုတ်တော့ပါဘူးတောင်ကိုရီးယားပြည်သူတွေအနေနဲ့လည်းအာနာရှင်စနစ်အောက်ကနေ စူးခင်းလန်းကိုခက်ခက်ခဲခဲဖြတ်တန်းပြီးမှရယူပိုင်ဆိုင်နိုင်ခဲ့တဲ့ဒီမိုကရေစီအခွင့်အရေးတွေကိုလွယ်လွယ်နဲ့ပြန်ဆုံးရှုံးခံမှာမဟုတ်ဘူးဆိုတာတေချာသလောက်ပါပဲလို့ကောက်ချက်ချရင်အဆုံးသတ်ပြရစီမိတ်ဆွေတို့အနေနဲ့အခုဗီဒီယိုတွေကအကြောင်းအရာတင်ဆက်မှုတွေကိုသဘောကျနှစ်သက်တယ်ဆိုရင်လက်တလောဖြစ်ပြနေတဲ့ကမ္ဘာနိုင်ငံကြီးစိတ်ဝင်စားပွဲအကြောင်းအရာတွေဆက်ဆက်သမိုင်းဖြစ်စဉ်တွေကိုသုံးသပ်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ Global Burma YouTube channel လေးကို like and subscribe ပြုလုပ်ပေးသွားပါအောင်စိတ်ဝင်စားပွဲ အကြောင်းအရာတစ်ခုကို နောက်ထပ်ဗီဒီယိုတစ်ပုဒ်နဲ့ပြန်လာခဲ့ပါဦးမယ်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်